ကဲလုံးမင်္ဂလာပါကျွန်တော်တို့ Fighter Under Demand အစီအစဉ်ပုံမှန်တစ်စက်နေတဲ့ရွှေကြိုမဲ့ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ Discussion နဲ့လို့ဝေးပို့လောက်ပါတော့အဲမြန်မာတွေကပေါ့နော်ရှင်းမြန်မာတွေပဲရှင်းပြီးခရမြန်မာတွေပဲတတိရှိတာပေါ့နော်ဒီခုနောက်ပိုင်းမြန်မာတွေကအကုန်လုံးငကြောက်တွေပဲလို့ခြံစားခဲ့တဲ့ time ကိုစင်ပေါ်မှာစင်ပို့ပြီးတော့လဲထိုးသွားခဲ့တဲ့တိခါဆိုရဲ့ပို့လို့ပေါ့နော်ဆိုတော့တရားထုံးရဲ့ပို့လို့ပေါ့နော်ဆိုတော့အခုဒီပို့လို့ကျွန်တော်ဆက်လက်ကြည့်လိုက်အောင်ကျွန်တော်ပထမဆုံးစာရင်နော်တရားထုံးတော့လည်းအနည်းဖြူပြီးတော့ ဖိုက်ဖိုက်ထားတော့လိုက်အပြန်လဲပေါ့နော်အိုးပွဲစားနေတဲ့အတွင်းပုစကိပုစကိကနော်ထပ်ပါလည်းလွတ်သွားတာပဲ 变啊从，这样哦，七条路变开的，摊贩的几根，去开起来的交不完了。 တရားတော်ဝန်တို့တလုံးတွေထိုးတယ်တို့ကောင်းနေတရားတော်ထိုးချက်တွေထည့်ရနော်တရားတော်တော့ချက်ပြပေးနေနော်သူ့ကိုမခံကြအောင်ကြာစားခဲ့တဲ့ time ကို จอของด้วยนะครับโอเคเดี๋ยวรอมประดาจะบีโซหน่อยนะท้ายไปหลังนี้เนี่ยต้องน้องบ่อยเนาะ

clinch မှာအပြောင်းနေကြတယ် clinch မှာတော့ထိုင်းနေရနည်းနည်းတားတယ်နော် ။ဒီအောင်သူတက်ရှိမှာတော့ဘုံဖျက်ပြီးနေပြီနော်။ တရားထောင်ရုပ်ကဟွာနေတော့ကွင်းလင်းထက်နေတော့နည်းနည်းခက်ခက်စင်စင်ပဲနော်ကင်မဲနဲ့တွေ့ကြည့်ရတာကွင်းလင်းထက်နေမြတ်မြတ်တော့တော်လာမှမသိဘူးတရားထောင်ကလင်းချမအပ်တဲ့နည်းဘယ်ရောက်တူတူတူချက်လေးပြီးဆုံးလိုက်နော်အခုတက်တက်ချီရောက်ရှိလို့လာပါပြီ တကယ်ရှိမှသူရထုံးတက်တော့အလဲထုံးတော့တော်တော်အိုးထိတယ်ရှင်တော့ဖောင်းနဲ့ထွက်သွားတော့နော်ကျွန်တော်တော့ပြပေးနေဝန်လူတွဲလုံးတွေထွက်ထိတယ်တက်တော့လက်တီတွဲလုံးတွေ တဲ့တော့ဘယ်ညာတွဲလုံးနေထိုးတယ်။ကဲထိုင်းကောင်ထိုင်းကောင်ခြံပွက်ပြီးတော့တိုက်ထိုးနေတော့တဲ့တော့အောက်ကလေ already timer လေးနေပြီ။တဲ့တော့အိုးကောင်းနေပြီကဲကြပြီကဲကဲအခု အခုခင်မြန်မာတွေကငကြောက်တွေပါလို့ပြောတဲ့ထိုင်းမှောက်လိုက်ရောပြန်ထားလိုက်ပြန်ကြည့်လိုက်အောင်ဟိုဝန်သူတွေလုံးနေပြင်နေသေးရနော်โอ้ตรองเนี่ยท่องๆไอ้ตรองท่องเนี่ยเนี่ย ကျန်ကြဖို့ပေါ့နော်တခြားလေ့ကျင့်နိုင်ခုနေကတော့တိုးတာနော်ခုနေကတော့ထပ်ပိုင်းကျတော့အိုးကဒါလေးကတော့အရင်ခေတ်ကမြန်မာတွေပဲတတိရှိတာပေါ့နော်ခုနောက်ပဲမြန်မာတွေကငကြောက်နေပါလို့ကျန်စကားပြောခဲ့တဲ့ထိုင်းကိုစင်ပေါ်မှာစင်ကုန်ပြီးလေထုတ်ခဲ့တဲ့တရားထုံးဝေးလေးပဲဖြစ်အောင်အဆုံးကြည့်ပေးတဲ့အတွက်အလုပ်ကျပါတယ်ခုစိုးရိမ်လာတဲ့လုပ်ငန်းတွေကလည်းပုံနေစပြီးတော့ကျွန်တော် YouTube channel လေး subscribe လုပ်တော့ဒီနေ့ subscribe လုပ်တော့ပြီးကြအောင်အလုပ်ကျပါတယ်